မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေကျွန်တော်ရွှေညာမြေရဲ့ဗီဒင်လက္ခဏာကံမြတ်ပညာသူတွေသည်ဆရာကြီးဦးမြတ်ဆံမခொနည်းသားသမီးအားလုံးအတွက်တက်ဆိုင်တဲ့နေ့လိုက်လုပ်ငန်းဆောင်တာတွေအောင်မြင်မှုခီးစကားချုံးဝေဖို့အန်ဒီရဲ့ကင်းစီဖို့အမှုကိစ္စများအဆင်ပြေစီဖို့စရဲလက်နဲ့နဲ့ပြုလို့ဆောင်ရရမည်များကိုလွယ်ကူပေါ်ပါရှရိယာများစီစဉ်ကနေတင်ဆက်ပေးလိုက်ပါရခင်ဗျာ ခုနှစ်ရတာသမီးများအားလုံးကျမ်းမာသည်ကြောင်းရွှေညာမြေ channel မှတစ်ဆင့်ဤရင်လက္ခဏာတံပိယပညာသူတည်သည်ဆရာဦးမြတ်ဆံမမေတ္တာပို့တာပါတယ်ခင်ဗျာရွှေညာမြေ channel အားစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ဤသည်များအားလုံးရွှေညာမြေ channel မှတစ်ဆင့်ဤရင်လက္ခဏာတံပိယပညာဆရာဦးမြတ်ဆံရဲ့ အရင်ဟောဆရာများကိုစောင့်မျှော်တည်ရှိအပ်ပေးနေကြတဲ့ခொနည်းတာသမီများအားလုံးအတွက်ဣရင်လက္ခဏာပညာဆရာဦးမြတ်ဆံမစေနာမေတ္တာရှိထားပြီးတော့ပေါ်ပေါ်ပါပါရတရားများဆိုတဲ့အစီရင်လေးကိုဟောကြားပြီးမှဖြစ်တဲ့အတွက်ခொနည်းတာသမီများအားလုံးရွှေညာမြေ channel မှာတစ်ဆင့်စောင့်မျှော်တည်ရှိ အားပေးကြပါဦးလို့ညတနေ့မှာအခါကောင်းအချိန်ကောင်းဆိုတာရှိပါတယ်ခင်ဗျအဲ့လိုညတနေ့ရဲ့အခါကောင်းအချိန်ကောင်းညီမလေးခொနည်းသားသမီးများတွေအချို့ကလည်းတီးပြီးသားပါအချို့ကြတော့လည်းမတိကြဘူးပေါ့ဗျာအဲ့တော့တီးပြီးသားသူတွေကတော့အသာထားအချို့ကြတော့လည်းတီးပြီးသားဖြစ်ပေမဲ့လို့အတော့မချတတ်ကြဘူးအိန္ဒိယမှာဓာတ်ကောင်းတစ်လက်ဒါစောင့်ထားတယ်အဲ့ဒီဒါ ထင်ခွဲရမှမသိညက်ခွဲရမှမသိဘာလို့ရမှမသိဆိုတဲ့လူမျိုးကြီးလည်းရှိကြပါအချို့ကြတော့လေအားကောင်းတာကညင်တာမဝင်နိုင်ကြဘူးပေါ့ဗျာထိုနည်းတူသားပဲအချို့ကြတော့လေအေးရင်ပညာနဲ့နှီးဆက်ပါတယ်အေးရင်အကြောင်းလည်းထိုက်တဲ့လောက်သိကြပါတယ်သို့ပါတော့ညာလေအေးရင်ပညာရဲ့အတိတ်အနက်ကိုသေးသေးချာချာခါခါနာနာ တွက်ချက်ပြီးတော့မသိကြတဲ့ပြီးပါပြီးသူများအတွက်ရွှေညာမြေ channel မှာတစ်ဆင့် ခொနည်းသားသမီးများတွေကိုတွဲကူပေါ်ပါတဲ့ပေါ်ပေါ်ပါပါကြရရာများကိုဆရာဦးမြတ်ဆံမပြောကြားပေးมาဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နေ့တနေ့ပါကျွန်တော်တို့အခါကောင်းအချိန်ကောင်းနေရှိပါတယ်အဲ့ဒီနေ့မှာတော့အလားဒီနေ့ဆိုရင်တနင်္ဂနွေနေ့ပေါ့ဗျာအဲ့တော့တနင်္ဂနွေနေ့မှာဆိုလို့ရှိရင်လူတွေဟာကြီးွားခြင်းနဲ့ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်လက်ကိုလူတာပါခင်ဗျာအဲ့ဒီလိုလက်ကိုလူတာဖြစ်တဲ့အတွက် တနင်္ဂနွေနေ့ဆိုတဲ့နေ့မှာလက်ကဘယ်ရက်မှာရှိတယ်ဟလာလက်နဲ့မျက်နှာချင်းဆိုင်မှာနတ်ဆိုတာရှိပါတယ်လက်ဆိုတာကတော့ကောင်းတာကိုပြောခြင်းဖြစ်ပါတယ်နတ်ဆိုတာကတော့မကောင်းတာကိုပြောခြင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့လက်ရှိတဲ့အရက်ကိုသွားမိလာမိလုံးမိကြိုက်မိမယ်ဆိုရင်တော့လူကျင်နာတွေရစီတတ်တယ်လို့နတ်ရှိတဲ့အရက်ကိုသွားမိမယ်ဆိုရင်တော့ကိုယ့်အတွက်ဘေးဥပါအန္တရာယ်ကြီးကျုံစီတတ်ပါတယ်ထုံနည်းတူသွားပဲကိုယ့်အတွက်ကိုဘေးဥပါအန္တရာယ်ကြီးကျုံစီတတ်တဲ့နဲ့နဲ့မျက်နှာချင်းဆိုင်တွေ့တဲ့ခါကျရင်လည်း ပြောရဆိုတဲ့လုတ်တက်ကင်တိုင်းလေအတက်အန်ရည်ကြီးကင်းစီတက်တဲ့ရေရာကောင်းအဆောင်ကောင်းတွေလေရှိပါတယ်ခင်ဗျာเนาะဒါကြောင့်မလို့ဒီနေ့လို့တနင်္ဂနွေနေ့တနေ့မှာဆိုရင်ဖြစ်ကျွန်တော်တို့တနင်္ဂနွေနေ့မှာဆိုရင်ကျွန်တော်တို့လက်ကတနင်္ဂနွေနေ့ရဲ့လက်ကတော့တနင်္ဂနွေတောက်မှာပဲရှိပါတယ်ခင်ဗျာเนาะအဲ့တော့လက်နဲ့ပြန်ချင်းဆိုင်မှာလက်ကတော့စနေတောက်မှာရှိပါတယ်အကြောင်းမလို့လက်ရှိတဲ့အရက်ကိုညနာလှည့်ပြီးတော့လိုချင်သောလက်များကိုရဖို့အတွက် လက်ခုပ်6ချက်တီးပြီးခေါ်လိုက်ပါခင်ဗျဟုတ်ကဲ့လက်ခေါ်တယ်လို့ခေါ်ပါတယ်လက်ခုပ်တီးပြီးလက်ခေါ်တယ်တနင်းငွေညူကဂျူသက်6နေဖြစ်တာဖြစ်တဲ့အတွက်6ချက်တီးပြီးတော့လက်ကိုခေါ်ပါခင်ဗျလိုချင်တာတွေကိုရစီတတ်ပါထိုနည်းတူသွားပဲနှက်ချီတဲ့စနေတော့အရက်ကိုညနာလဲပြီးတော့အချိုရည်လေးနဲ့ပူဇော်မယ်ပတာမယ်ဆိုရင်လေဟိုမကျင်တတ်တဲ့လူများအမုန်းတရားရှိတဲ့လူများကကျင်တတ်မယ်လို့ ျွန်တော်တို့ရှေ့အစဉ်ဆက်တမားတော်ကြီးများရှေ့အစဉ်ဆက်ဆရာဆရာများကပြောကြခဲ့တာရှိပါတယ်ခင်ဗျာနော်အကြောင်းမလို့လက်ရှိတဲ့ရက်ကိုလှဲ့ပါလက်ကုတ်၆ချက်တီးပါနောက်ရှိတဲ့ရက်ကိုလှဲ့ပါအချွေတွေပူဇော်ပတာပါထိုနည်းတူသာပဲမိမိတို့ရဲ့စီဝါရေးတို့လူမှုရေးတို့ကျမ်းမာရေးတို့အိမ်တော်ရေးတို့လည်းဆူတောင်းလို့ရပါတယ်ခင်ဗျာနော်လက်ရှိတဲ့ရက်ကိုလှဲ့ပြီးတော့ဆူတောင်းလို့လည်းရပါတယ်ခင်ဗျာနော်နောက်တစ်ခုက လူနာလိုမှနတ်နာလိုတယ်တဲ့နတ်လိုမှလည်းဂျိုမတယ်လို့လည်းဆိုတာဟုတ်ဗျာဒါကြောင့်မလို့နတ်ရှိတဲ့အရက်ကလည်းလှက်ပြီးတော့အချိုးရည်တမျိုးမျိုးနဲ့ပေါ့ဗျာပူဇော်ပါတာမှုလုပ်မယ်ဆိုရင်လေကျွန်တော်တို့ကိုယ်မနာလိုတဲ့လူများကြီးနတ်တော်ပါလိမ့်မယ်နတ်ကိုချော့တဲ့သဘောပေါ့ဗျာနော်နောက်နေရတဲ့ပြီးတော့အပြင်ကိုထွက်မယ်ဆိုလို့ရှိလို့ရှိရင်အပြင်ကိုထွက်ပြီးတော့အကြံစီတွေလုပ်မယ်ပေါ့ဗျာအကြံစီတွေလုပ်မယ်ဆိုလို့ရှိလို့ရှိရင်အလားကျွန်တော်တို့ຫນွေတောင်း တနင်္ဂနွေနေ့ဆိုရင်တခုခုလေးကိုတောင်းသွားပါလို့ကျွန်တော်တို့ရှေ့ဆရာဆရာကြီးရဲ့ဆိုရိုးစကားတွေရှိပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဆရာကြီးဦးမြတ်ဆန်းကတော့ကျန်းကိုထောက်ပြီးတော့လမ်းပေါက်ပြီးမှဖြစ်ပါတယ်ကျွန်တော်တို့ကျန်းအကိုကားလေးတွေရှိပါတယ်ခင်ဗျရှေ့ဆရာဆရာကြီးတွေရဲ့အရင်လက္ခဏာပညာရှင်တွေရဲ့ကျန်းအကိုကားကိုလည်းလက်လွတ်လို့တော့မရပါဘူးခင်ဗျဘာမှမဆိုတော့ငါးတိတယ်ငါးတက်တယ်ငါးတော်တယ်လို့ပြောတဲ့လူကတော့ကျွန်တော်တို့ ုံမာတကောလို့ပဲတတ်မှတ်မှာပါခင်ဗျနော်။ဘာဖြစ်လို့လဲဆိုတော့ခုခေတ်မှာပရိဒမဉာဏ်မြေကလို့ပညာညာချွန်းတော့အုပ်တယ်။ကိုသိတဲ့အတိကတကယ်တမ်းကြရင်လက်သေးပေါ်မှာသဲမုံလေးတင်အဲ့ဒီသဲမုံတော့ကိုအောင်မရင်နိုင်နဲ့ဥဒုစင်နေဖြစ်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဉာဏ်သိနှုတ်တဲ့ဉာဏ်လေးနဲ့တော့ကျွန်တော်တို့အကုန်မသိနိုင်ပါဘူး။ဒါကြောင့်မလို့ဆရာဦးမြတ်ဆန်ကတော့ကျမ်းကိုထောက်ပြီးတော့ပဲကျမ်းပေါ့ပြေးမှဖြစ်ပါတယ်ခင်ဗျာ။အကြောင်းမလို့ကျွန်တော်တို့ကျမ်းကိုကားဒီမှာတော့ နှွေတောင်းကြောင်းအိတ်စိမ့်လက်မြေကင်းလှလင်ရက်ကြီးအလားမင်းမင်းဝင်တွေ့တီးလင်ဝါစာရထညင်ကုန်းဆိုတဲ့ကျွန်တော်တို့လင်္ကာရတင်းငနွေနစ်ဆိုရင်တော့ပစ္စည်းလေးတစ်ခုကိုတောင်းပြီးတော့မှခရီးထွက်ပါအကြံစီပြုပါလူရဆန္ဒတွေပြေးပါလိမ့်မယ်ခင်ဗျနော်အဲ့ဒီလိုပဲတင်းငနွေနေမှာဆိုလို့ရှိရင်လေကျွန်တော်တို့အရင်တော့ကတော့ဘွားနဲ့ပြောတာပေါ့ဗျာအခုကတော့အင်အားထွက်ပြီးဆိုကြတဲ့အတိုင်းတိတ်ခဲ့မှာလက်ခဲ့ရမှာလက်ခဲ့လေလေးနဲ့ တခုထိတ်တက်တဲ့ဦးပေါ့ဗျာအားရခင်ရလေးရေးပြီးတော့အကျံစီပြုတ်မယ်ဆိုလို့ရှိရင်လေအမတန်မှကောင်းစီတတ်ပါတယ်ခင်ဗျအကြောင်းမလို့အားပဲလှုပ်လှုပ်ကျန်းအကိုအကားလေးတွေနဲ့လှုပ်ရတာပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျအချို့ကလည်းအေးရင်ဆိုတာဗာမန်းမသိဟောအဲ့တော့ဗာမန်းမသိရင်လည်းညာမန်းမသိဖြစ်တတ်ပါတယ်ခင်ဗျနော်ဗာမန်းညာမန်းသိအောင်လုပ်ကြပါနော်အကြောင်းမလို့ပေါ်ပေါ်ပါပါလေးနဲ့အမတန်မှလွယ်ကူတိရောက်ပြီးတော့ရှေ့ဆရာဆရာကြီးရဲ့ကိုရဲ့ เนาะကျွန်တော်တို့ကျန်းအကိုကအထောက်ထားလေးတွေနဲ့သွားတာဖြစ်တဲ့အတွက်ခொနည်းသားသမီးများလဲတိကျတိကျစွာ လိုက်ပြီးတော့ပြုလုပ်ပေးမယ်ဆိုရှိရင်ကိုယ့်ရဲ့လူရာဆန္ဒနဲ့အကျံစီတွေအောင်မြင်စေတတ်ပါတယ်ဆိုတဲ့အကြောင်းဘေးဒင် လက္ခဏာကံပြရပညာရှင်ဆရာဦးမြတ်ဆံမစုမုံကောင်တောင်းလိုက်ပါတယ်ခင်ဗျာရွှေညာမီ channel အားစောင့်မျှော်ကြည့်ရှုနေကြတဲ့ခொနည်းသားသမီးအားလုံးဒေဝိယာတွေဝေးကွာပြီး ကြက်ကြီးသုံးပါးမှကျော်လွှားနိုင်ကြပါသည်ခင်ဗျာ